ကဲနန္တရားဖြစ်ပုံကိုလေ့လာပြီးတော့ကြည့်အောင်သူကရှိနေတဲ့အရာမဟုတ်ဘူးဖြစ်လာတဲ့အရာနော်မှန်လားပါဗျာဝိတ္တရိမဲမှာစီကိုတီးလိုက်တဲ့အခါအတန်ထွက်လာသလိုပဲတဲ့စီကိုတီးခြင်းကိုအကြောင်းပြုပြီးတော့အတန်ထွက်လာသလိုပဲရုပ်တရားတွေကိုအကြောင်းပြုပြီးတော့နံဆိုတာပေါ်လာတာပါတဲ့နံဆိုတာ ေါ်လာတဲ့တရားဖြစ်လာတဲ့တရားရှိနေတဲ့တရားမဟုတ်ဘူးလို့ဒီလိုပြောတာเนาะမှန်လားဗျာရှိနေတဲ့ဆိုတာအထဲထဲမှာတူလောင်ထားတာမျိုးဘယ်လိုနည်းနဲ့ရှိရှိရှိနေတာမျိုးမဟုတ်ဘူးလို့ substance အနေနဲ့မရှိဘူးလို့ပြောတာမှန်လားဗျာသို့သောနံဖြစ်ဖို့အနေထား potentiality possibility လို့ခေါ်တာဖြစ်နိုင်တဲ့အနေထားတော့ရှိကိုရှိရအောင် ဥပမာဆိုတော့အတန်ထွက်နိုင်တဲ့အနေထားရှိမှအတန်ထွက်တယ်။အတန်ထွက်နိုင်တဲ့အနေထားမရှိရင်အတန်မထွက်ဘူး။မှန်ပါပါဗျာ။မိချစ်ဖူးမှလည်းပဲ guest မိချစ်မှလည်းပဲအထဲထဲမှာ guest ရှိဖို့လိုတယ်။ဘိန်းလေးနဲ့အောက်ကကြောက်နဲ့ဖိပွတ်လို့ရှိရင်မိထွက်နိုင်တဲ့ဟာမျိုးရှိရမယ်။ဒီကိရိယာစုံစုံ ရှိနေခြင်းဒီပို့ရှိ potentiality possibility ဖြစ်နိုင်တဲ့အနေအထားလို့ပြောတာเนาะမှန်ပါပါဗျာအဲ့ဒါလို့ဖြစ်နိုင်တဲ့အနေအထားမှာနောက်ထပ်အကြောင်းတစ်ခုပေါင်းစပ်ပေးလိုက်တယ်ဖိပြီးတော့ပုတ်ချစ်ချင်းဆိုတဲ့ဟာတစ်ခုဖိပြီးတော့ချစ်လိုက်တာနဲ့တကြိုင်နဲ့ဟောမီးလေးပွင့်လာထို့တူပဲကြောင်တုံးထဲမှာတော့ဘယ်အသိစိတ်ဖြစ်မလဲဘာလို့ potentiality မရှိဘူးအဲ့မှာဟုတ်ကဲ့လားမှန်ပါပါကြောက်တုံးထဲမှာတော့အသိစိတ်မရှိနိုင်ဘူး ဘာဖြစ်လို့လဲဆို condition မစုံဘူးအကြောင်းတရားတွေမစုံဘူးအကြောင်းတရားစုံမှအဲ့တော့လူရဲ့တဏ္ဍာမှာစိတ်တွေဘာကြောင့်ဖြစ်နေတုံးဆိုရင်ပင်ကိုယ်ကနေပြီးတော့စိတ်ဖြစ်နိုင်တဲ့အကြောင်းတရားတွေရှိတယ်ဥပမာမျိုးစေ့လေးကြည့်ပေါ့မျိုးစေ့ကလေးထဲမှာ အပင်ပေါက်နိုင်တဲ့တတ္တိတွေရှိမနေဘူးလားရှိနေပါတယ်ခင်ဗျသောသောအပင်ရှိနေသလားရှိပါပြီမရှိဘူးဒါမရှိဘူးဆိုတော့တေးကြတဲ့ခွဲကြည့်လေးမယုံရင် ဘယ်မျိုးစိတ်တည်းမှာအပင်တို့အမြစ်တို့အရွက်တို့အသီးတို့ဆိုရှိနေတာမှမဟုတ်တာ။မှန်ပါပါဗျာ။သို့သောကြောက်တုံးထဲမှာမရှိတာနဲ့မျိုးစိတ်တည်းမှာမရှိတာနဲ့မတူဘူးနော်။မှန်ပါပါဗျာ။ကြောက်တုံးထဲတော့အပင်ပေါင်းနိုင်တဲ့ energy စွမ်းရည်တတ္တိအခြေအနေကိုမရှိဘူးကြောက်တုံးကြတော့။သို့သောမျိုးစိတ်လေးကကြောက်တုံးထဲတော့မတူဘူး။ခေါနာက အမြင့်ထွက်နိုင်မဲ့အခြေအနေတွေအသီးထွက်နိုင်မဲ့အခြေအနေတွေအပွင့်ဖြစ်နိုင်မဲ့အခြေအနေတွေသူ့ထဲမှာရှိနေတယ်။စွမ်းရည်တွေရှိနေတယ်လို့ပြောတယ်။ကြောက်တုံးထဲမှာတော့မရှိဘူးပေါ့။မှန်ပါပါဗျာ။အဲ့ဒါမျိုးလိုပဲလူရဲ့ခန္ဓာကိုယ်ထဲမှာလူရဲ့ခန္ဓာကိုယ်တိဆောက်ထားတဲ့ရုပ်တွေအဲ့ဒီရုပ်တွေဟာအကြောင်းတစ်ခုနဲ့ပေါင်းစပ်လိုက်လို့ရှိရင်နန္တရားဖြစ်ပေါ်လာဖို့အခြေအနေတွေရှိနေတယ်လို့တော့ပြောရမှာပေါ့။ သို့သောနန္တရားသည်အထက်ထဲမှာသူမိထားပြီးတော့ရှိနေတာတော့မဟုတ်ဘူးဆိုတာကိုသဘောပေါက်ပါမယ်နော်မှန်ပါပါဗျာ